26နှစ်လုံးအတူတူရှိခဲ့တဲ့ခင်မုန်းဖြစ်သူကညစာစားပွဲကအပြင်ရုတ်တရက်အခုလိုဆုံးမသွားခဲ့တာဖြစ်လို့အကျိုးပြမျောရင်းနဲ့အပြည့်မစဲနိုင်ဖြစ်ခဲ့ရတဲ့တရုတ်ဆောင်ပွင့်နေဒီမောင်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပွင့်နေဒီမောင်ရဲ့ခင်မုန်းဖြစ်သူကိုနေကျော်သက်ဟာဒင်နာပွဲတစ်ခုသွားရင်းကအပြင်ရုတ်တရက်ကွယ်လွန်သွားခဲ့ရတာဖြစ်ပါတယ် တရုတ်ဆောင်ပွဲနေဒီမောင်ရဲ့ခင်မွန်ဖြစ်သူကိုနေကျော်သက်ဟာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မနက်7:00နာရီခန့်ကရန်ကုန်မြို့အာရှတော်ဝင်စီယုံမှာ ကွယ်လွန်သွားခဲ့ရတာဖြစ်ပြီးကွယ်လွန်ချိန်မှာတော့အသက်48နှစ်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။မနေ့ကဇွန်လ17ရက်နေ့မှာတော့ကိုနေကျော်သက်ရဲ့ကျွမ်းကျန်ရတဲ့ရုပ်အလောင်းကိုတရုတ်ဆောင်ပွဲနေဒီမောင်ကခင်မရတဲ့မိတ်ဆွေပေါင်းသင်းအနေငယ်နဲ့တောင်းအေးချမ်းချမ်းနဲ့ကောင်းရမွန်ရရောက်ရှိစေဖို့အတွက်ဇာပနာပွဲအခမ်းအနားပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ တရုတ်စာပွင့်နေဒီမောင်းနဲ့ကိုနေကျော်တက်တို့ဇနီးမောင်းနဲ့နှစ်ယောက်ဟောင်းအိမ်နောက်သက်26နှစ်လုံးလုံးအတူတူရှိလာခဲ့ပြီးတော့ရောဂါကြီးကြီးမားမားမရှိပဲကိုနေကျော်တက်ကအခုလိုရုတ်တရက်ကွယ်လွန်သွားခဲ့ရတာလည်းဖြစ်ပါတယ်တရုတ်စာပွင့်နေဒီမောင်းကလက်တွဲပြီးတော့ဘဝခရီးထွက်ခဲ့ကြတာအခုဆိုရင်26နှစ်ရှိပြီလေငါဘဝမှာနေမဲရှိတာနဲ့အတီးဆုံးမောင်းဒီအိုလီထဲမှာနေရှိတယ်ဆိုတော့အတိနဲ့ငါဖတ်ထားခဲ့တယ်တကယ်တော့ငါမယုံဘူးအဲ့ဒါကိုနေသီလားငါမယုံနိုင်ဘူး 26နှစ်လုံးလုံးတကယ်ကိုတရက်လေးတောင်မှငါတို့ကမခွဲခဲ့ဘူးလေဟာဘာဖြစ်လို့အဲ့ဒီလိုရုတ်တရက်ကြီးလောက်သွားရတာလဲငါတို့တင်တာကနေအတူတူပြန်လာကြတာလေ16ရက်နေ့ဆိုရင်နှစ်မွေးနေ့လေအခုတော့15ရက်နေ့ကရက်လေဆွန်ကျွေးတဲ့လားဆိုပြီးတော့စိတ်မကောင်းစွာနဲ့ပြောပြထားတာလေးဖြစ်ပါတယ် တရုတ်ဆောင်ပွင့်နေဒီမောင်တို့ဇနီးမောင်နဲ့နှစ်ယောက်ဟာပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်ကမှနှစ်ယောက်အတူတူသင်္ကန်းစီတီလာရှင်ဝတ်တဲ့ကုသိုလ်တွေကိုပြုလုပ်ခဲ့ကြတာဖြစ်ပြီးကိုနေကျော်သက်ကတော့အခုလိုရုပ်တရက်ခွဲခွာသွားခဲ့တာကြောင့်ခင်မွန်ဖြစ်သူရဲ့အတွက်ဖြေမစဲနိုင်ခံစားနေရတာလည်းဖြစ်ပါတယ်။ဒီနေ့လေးမှာတော့တရုတ်ဆောင်ပွင့်နေဒီမောင်ကခင်မွန်ဖြစ်သူရဲ့ရိုးပြထည့်ထားတဲ့အိုးလေးကိုမြစ်ထဲကိုမျောခဲ့ပြီးခင်မွန်ဖြစ်သူကိုသူမအနာကနေတသက်တာခွဲခွာသွားဖို့ခွင့်ပြုခဲ့လိုက်ရပြီပဲဖြစ်ပါတယ်။